အလုံးမဲမင်္ဂလာပါရှင် ဟောဒီချင်းလုံးပန်းခေါ်ဘော်လုံးပန်းလေးကအန်တီနန်းကိုမိတ်ဆွေတယောက်ကလက်ဆောင်ပေးလိုက်တာပါသူပေးလာတော့ငါတော့ခုလိုနှစ်ပင်သေးပေါ့နော်အန်တီနန်းကလည်းပန်းချစ်တူမို့လို့ယူလာပြီးတော့အိမ်မှာစိုက်ထားပါတယ်အခုတော့ဒီအပင်လေးကလေအများကြီးကို ပွားနေပါတယ်ဟုတ်ဒီဘလုံးပန်းခေါ်ချင်းလုံးပန်းရဲ့ထူးခြားပုံလေးကိုပြောပြမယ်နော်သူ့ရဲ့ဥကိုအန်တီနန်းက တူဦးလေးချမ်းခွဲပြီးစိုက်လို့ရှိရင်လေးပင်ထွက်မယ်တူဦးမှာနှစ်ချမ်းပဲစိုက်မယ်ဆိုလို့ရှိရင်လည်းနှစ်ပင်ပဲထွက်မှာဖြစ်ပါတယ်အခုအန်တီနန်းကတူဦးကိုလေးချမ်းလေးချမ်းနဲ့စိုက်ထားတာအားလုံးပေါင်း၈ပင် ရှိပါတယ်ဒါပေမဲ့သူကထပ်ပြီးပွားလာတာတူလည်းရှိပါသေးတယ်နော်ဟောဒီဘလုံးပန်းလေးတွေကတနစ်မှာတစ်ခါပဲပွင့်ပါတယ်အခုလူမှုဥကြရတီရောက်ပြီဆိုရင်တော့နေရာတိုင်းမှာ ပွင့်တတ်ပါတယ်ရှမ်းပြည်မှာလည်းအများကြီးကိုပွင့်ပါတယ် ဟုတ်ဒီချင်းလုံးပန်းကခတ်တာမျိုးနွယ်စုထဲကဖြစ်ပြီးတော့လပပြီးအနီရောင်ဆင်းရှိလို့အာဖရိကန်မှာတော့ blood lily လို့ခေါ်တယ်လို့ fire ball lily လို့လည်းခေါ်ပါတယ်နော် သူရဲ့မူရင်းဒေတာကတော့တောင်အာဖရိကတိုက်ရလို့သိရပါတယ်เนาะတောင်အာဖရိကတိုက်မှာကတဲ့အလေးချပေါက်တယ်တဲ့သူတို့တွေကတဲ့အဲ့ဒီအလေးချပေါက်တဲ့အပင်လေးတွေကိုယူလာပြီးတော့ကိုယ်အိမ်မှာသူ့အိမ်ကိုယ်အိမ်ပေါ့เนาะအလားလားစိုက်ထားတာတဲ့အန်တီနောင်းတို့လည်းကန်ကောင်းတယ်เนาะကိုယ်အိမ်မှာလာပြီးစိုက်ထားရတော့ချစ်စရာလေးဖြစ်သွားတာပေါ့ချိပါအောင်ပန်းရဲ့ပွင့်ပုံတဒံကလေနီနီရဲရဲအလုံးကြီးပွင့်နေတော့သူ့ကိုဘောလုံးပန်းလို့ခေါ်ကြတယ်လို့တချို့ကလည်းချင်းလုံးပန်းလို့ခေါ်တာမှန်ပါတယ်เนาะ ဟောဒီအပင်ရဲ့တပါဝကပန်းခိုင်ကအရင်ပွင့်ပြီးမှအရွက်ကနောက်မှထွက်တတ်ပါတယ်နော်။နောက်ပြီးတော့တောင်အာဖရိကနိုင်ငံတွေမှာဒီပန်းကိုအစိုက်အဖြစ်နဲ့တုံးပြီးတော့မှငားကိုလည်းများကြတယ်တဲ့နော်အန်တီနောင်တော့မလုရဲပါဘူးနော်တနာပါတယ်။အိုးထူချားတာလေးကလည်းရှိလိုက်သေးတယ်ဆေးဖက်လည်းဝင်တယ်တဲ့လီဒီအပင်ကိုတဲ့ချောင်းဆိုးချင်းနဲ့အစာချေလမ်းကြောင်းဆိုင်ရာယောဂတွေမှာကုသတယ်လို့လည်းသိရပါတယ်နော်။ ဟောဒီချင်းလုံးပန်းကိုဘောလုံးပန်းလေးကဒီဒမရွေးစိုက်လို့ရတာမို့လို့တကယ်လို့ပန်းချစ်တူတွေစိုက်ချင်တယ်ဆိုလို့ရှိရင်စိုက်ကြပါနော်အရန်ကိုချစ်စရာကောင်းတဲ့အရန်ကိုလှပတဲ့ပန်းပင်လေးပါလို့ ပန်းကလေးတွေဆိုတာကတဘာဝအတိုင်းမှာပဲเนาะတနေ့တခြားပွင့်ပွင့်ပြီးတော့သူ့ရဲ့ညိုနွမ်းချိန်ရောက်တော့ညိုတယ်ပြီးတော့သူ့ရိုးတံလေးပဲကျန်တော့တယ်ပြီးတော့အခုလိုအတီးလေးထွက်လာတယ်အတီးရဲ့လည်းအရန်ကိုချစ်ဆက်ကောင်းနေเนาะကြည့်ပါဦးအပွင့်လေးကုံသွားတော့အခုတော့အရွက်ကြီးတွေအများကြီးထွက်လာတယ်ဒီလိုအရွက်တွေအများကြီးထွက်တယ်ဆိုရင်နောက်နှစ်လဲအပွင့်တွေအများကြီးရအောင်မှာပါเนาะ ကြည့်ရှုအားပေးကြသူများအားလုံးကိုကျမ်းမာစိတ်ချမ်းသာရှိကြပြီးလူရဆန္ဒများပြေဝကြပါစေလို့အန်တီနန်းဆုတောင်းပေးလိုက်ပါတယ်နော်။